တချို့ကလည်းထင်ကြတယ်နော်ခေါင်းမှာသပင်ပိုင်ပြီးတော့စိုက်တဲ့ပုံညှက်လို့ရတယ်ထင်တာနော်အဲ့လိုညှက်လို့မရဘူးနော်ကိုယ့်ရဲ့လက်တော့ညှက်မယ်ဆိုရင် normal ကက်နဲ့ညှက်မယ်ဆိုလို့ရှိရင်ဘေးကိုဒီလိုပပလေးသွားနော် shake ကိုပပလေးသွားနော်တကယ်လို့ fake ကက်နဲ့ညှက်မယ်ဆိုလို့ရှိရင်တော့ဒီလို high fake တို့ mid fake တို့နဲ့အဆင်ပြေတယ်အ flat တော့ညှက်မယ်ဆိုလို့ရှိရင်တော့ဒီလိုအပေါ် flat ဆိုတာအပြားကွာ top ဆိုတာဒီအပေါ်ဆုံးကိုပြောတာဒီအပေါ်မှာဒီအပြားပုံစံသွားထားတာ flat တော့လို့ခေါ်တာနော်မင်းတို့လိုသပင်ဆင်းနေဆိုရင်ညှက်လို့အဆင်မပြေဘူးအဲ့တို့လိုသပင်ဆိုရင်တော့ညှက်လို့ရတယ်အထောင်နေရာကို เนาะဒီမှာ flat drive ညှက်လို့ရတဲ့သမင်ကတော့ခက်ခြားရှာပဲသူကသူအများသားဖြစ်ကြိုက်ကြတာသူကဒီလူလက်ပိုင်းနေနဲ့လူကြီးပိုင်းနေအကြိုက်များရဲ့အရင်တော့ဆိုလို့ရှိရင်တော့ဒါဒွေးကီလို့ခေါ်ကြတယ်လေဒီကီကိုဒွေးကီလို့ခေါ်တယ်ကြော်ဟင်းကီလို့ခေါ်တယ်ချွတ်လဲအာနိုးကီဘန်ဒင်းကီအဲ့လိုမျိုးခေါ်ကြတယ်เนาะချွတ်ကြလဲ flat drive ဆိုရယ်ပုံကိုသူကမသိဘူးအမှန်အောင်မသိဘူးအဲ့တော့ညီလေးဒွေးကီညှက်မယ်ဆိုရင်ကိုသဘောပေါက်မှာဒါ flat drive ပြောတာအညီလေးကိုကကြော်ဟင်းကီညှက်မယ်โอเคညှက်မယ်ဆိုလို့ရှိရင်ဒါဒီလိုပုံစံမျိုးပြောတာ နော်ဒီ flat တော့ညက်မယ်ဆိုရင် normal cut နဲ့ညက်မယ်ဆိုလို့ရှိရင်ဘေးကိုဒီလိုပပလေးသွားနော် shape ကိုပပလေးသွားနော်တကယ်လို့ fake cut နဲ့ညက်မယ်ဆိုလို့ရှိရင်တော့ဒီလို high fade တို့ mid fade တို့နဲ့အဆင်ပြေတယ် high fade mid fade ဆိုတဲ့အထက်မှာတော့ high fade နဲ့ပုံပြီးအဆင်ပြေတယ်နော်အပေါ်ကတော့ဒီတိုင်းအပြားဖြစ်ရမှာနော်ဒီမှာတက်လာနော်အပေါ်ကတော့အပြားဘေးကတော့ဆို high fade နော်ဒါဆိုလဲ high fade အပေါ်တော့ top ကတော့ top section မှာတော့အပြားသွားမှာနော် ညှက်တဲ့နေရာဆရာပြန်ပြပေးမယ်နော်။နောက်ပြီးမင်းတို့ video file လည်းပြပေးမယ်ဆရာတော်တော်လက်တော့ညှက်ထားတဲ့ video file ရှင်နော်။တော့ flat တော့ညှက်တဲ့အခါမှာသူကလူရဲ့ဥကောင်းရဲ့ပုံစံဒီလိုဖြစ်တယ်။နော်အုပ်ရှိတီပုံစံမျိုးပဲ။ဘတော်မှဒီလိုကြီးတပြားရဲ့ကြီးမတော်ဘူး။နော်ဒီလိုမောက်မောက်ကလေးတော့ချိတ်ကမောက်တယ်။ဒါပဲကောင်းမဆိုတော်တော်များများလေ။နည်းနည်းမောက်တာနဲ့များများမောက်တာတော့ကွာတာပေါ့လေ။နော်အဲ့တော့အခါကျတော့ကိုက လက်တော့စညက်တဲ့ကောင်မှာရှေ့ကနေစပြလိုက်ပြီဆိုရင်တော့ဘာဖြစ်တယ်လဲဆိုတော့ဒီဘွေနေရောက်လို့ရှိရင်တပင်ကဂရုံးပြောင်ဖြစ်သွားတယ်ညက်ဆရာမရှိဘူးလေကိုကလက်အချိန်စမမှန်လို့နော်ကိုကလက်အချိန်စမမှန်နေဆိုလို့ရှိရင်ကျွမ်းကျင်တဲ့ဆရာလေးဆိုလို့ရှိရင်နော်ကိုလက်အချိန်စကိုယုံတဲ့ခါကျတော့ရှေ့ကနေလည်းပြလိုက်ရတယ်နောက်ကနေလည်းပြလိုက်ရတယ်ကိုကကမဗီကန်နာသမားကမတင်းနှင်းစင်းဆိုလို့ရှိရင်နော်နောက်ကနေစပြတော့စိတ်အဖြစ်ဆုံးမှာအကောင်းဆုံးမှာနော်ကလစ်ပါကင်တဲ့ခါကျတော့ဒီလိုပဲကင်မယ်ခန်းနဲ့ကင်သလိုကင်မယ်နော်ဒီ ဘီးပေါ်မှာကလစ်ပါချတဲ့ခါကျတော့အရင်အားပါလို့မရအောင်နော်ထိတယ်ဆိုလောက်ပဲထိနော်โอเคဟုတ်ပြီခုက flat တော့ညက်နေဆိုတော့အတိကတော့အပေါ်သပင်ညက်တဲ့ပုံစံကိုပဲပြမှာပေါ့နော်ဘီးကတော့ပုံမှန်တိုင်း pick ကညက်လဲညက်မယ်ဒါမှမဟုတ် normal ပပလေးညက်လဲညက်မယ်ပေါ့အနားအောက်ကတော့ညက်ပြီပဲသဘောထားလိုက်တော့ကိုယ်စိတ်ထဲမြင်အောင်ကြည့်လိုက်နော်ဒီအပေါ်ပိုင်းပဲကြက်မှာအဲ့ဒါကိုကိုယ်ကစလုံးမယ်လုံးတဲ့ခါဒီဘီးကိုတဲ့သွားမှာဒီမကြည့်နော်ဒီလိုတဲ့ဖြစ်မှာဟုတ်ပါတယ်3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 167 168 169 170 171 172 173 174 175 176 177 178 179 120 121 122 133 134 135 146 147 148 ီတပြောင်းအရင်ပြောင်းမယ်နော်ပြီးတော့သူကမှတ်လန်နဲ့ဒီလိုမှတ်လန်နဲ့ဖက်တော့ညက်တက်ကဒီလိုဒဲတွေပဲတော့နော်ကောင်းအမှတ်တိုင်တာဒဲတွေပဲတော့ဟုတ်လဲမငုံခိုင်းနဲ့တချို့ကလည်းထင်ကြတယ်နော်ခေါင်းမှာသပင်ပိုင်းပြီးတော့စိုက်တဲ့ပုံညက်လို့ရရဲ့ထင်တာနော်အဲ့လိုညက်လို့မရအောင်နော်ကိုယ့်ရဲ့မျက်နှာပုံစံနဲ့ကိုယ့်ရဲ့ဒီမွေးရပါသပင်ပေါက်တဲ့ပုံစံနဲ့ live မှုရှိတဲ့သပင်ပုံစံဆိုတော့တသက်ရှိတယ်။အဲ့လိုပုံစံညှက်မှာအဆင်ပြေမှာ။ဥပမာသပင်ပါနေတဲ့လူကို အခုနလို့ခလက်ခွဲသွားထွားလို့အစ်မပြေဘူးလေဟလာနောက်တချို့ကထိတ်မှာသဘင်ရရှိရနှမွေးသုံးမွေးသူများရဲ့လို site pad ဘေးခွဲလေးတတ်တတ်လေးထားကြတယ်မရဘူးနော်ဟုတ်ပြီဒီတပြားရပြီဆိုလို့ရှိရင်ဆက်တော့ဒီဘက်တပြားကို comment တော့ပြမယ်ဒီဒီတပြား ကို guideline ယူပြီးပြမှာပါနော်ဒီမှာတူထားတာဆိုတော့ဒါကတော့အပေါ်ပိုင်းအချမ်းပြသွားပြီအချမ်းမရှိသေးတာအချောမဟုတ်သေးဘူးနော်ဒါမှမဟုတ်ဘေးဆောင်ကြီးကတော့ကကကြီးဖြစ်နေမှာအပေါ်ပိုင်းပြားချလာပြီဆိုလို့ရှိရင်အဲကကကြီးကိုဆက်တော့လုံးပြရအောင် နော်လုံးနေဆိုတဲ့နေရာမှာလဲဂရုံးကေလို့လုံးနေပုံစံမျိုးမဟုတ်ဘူးတောင့်လေးနဲ့နဲ့ဆက်ပြီးလုံးရတယ်တဲ့ခါမှာဒီလိုတောင့်လေးလေးတောင့်ပုံစံလေးဆက်ပြီးလုံးဝေးရတယ်တလားနော်ဂရုံးကေလိုမျိုးပေါ်လုံးပုံစံမျိုးကြီးမဟုတ်ဘူးတလားဒီလိုလေးတောင့်ပုံစံဒီမှာနောက်ကအရှိုးဝှိုက်တွေဆိုလို့ချင်းလဲဒီလိုလေးတောင့်ပုံစံတော့မှာတလားဒီလိုလေးတောင့်ပုံစံတော့မှာဘေးကနေကြည့်လိုက်ပြီဆိုလို့ချင်းလဲဒီလိုတောင့်လေးကနည်းနည်းတော့ကြာမယ်နော်โอเคဟုတ်ပြီအဂရုံးကေကြတော့ဘယ်လိုသွားလဲဆိုတော့ဒီမှာဘတ်ကတ်ဆိုတာရှိတယ်အဂရုံးကေရဲ့တော့အဝိုင်းကတစ်မျိုးဒီလိုသွားတာ လုံးဝအပြောင်းကြီးကွာအဲ့ဒီလိုတော်တော့ဘောလုံးပုံစံသွားတာတိလာဒီလိုပုံစံသူကအဲ့လိုသွားလို့မရဘူးတောင်းလေးနဲ့နဲ့ရှင်ရတယ်နော်